ကဲဒီနေရာကတော့ကျွန်တော်တို့ထိုင်းနိုင်ငံပေါ့နော်ရက်ကွေလို့ဆိုတော့ရမ်ဟမ်ဟင်းလို့ခေါ်တော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအများဆုံးနေထိုင်တဲ့ရမ်ဟမ်ဟင်းလမ်းကားစီဆိုတာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာရောက်သွားတယ်လို့ပဲရန်ကုန်မှာရောက်သွားတယ်လို့ပဲနော်ကဲအာလောက်ကဲဒီမှာဆိုရင်ကျွန်တော်မြန်မာတို့ပဲရေးထားရအောင်နော်ကဲဆုံးမရပြီလား မင်းမဆိုင်တော့ကဲအကုန်လုံးတော့ဆောက်မင်းမဆိုင်တယ်ဒီမှာနေတဲ့လူအများပိုင်းကရောမြန်မာနိုင်ငံသားတွေများတာပေါ့ဒီနေရာမှာကြတော့ကဲဒါကဲဒီမှာရောမြန်မာဆိုင်တူပေါ့နော်ကဲဒါတော့သုံးရရဲ့ ော့ကဲဒီနားမှာရောက်ပြီအဆောက်ပဲဒီနားဆိုင်လေးပဲကဲတခြားလို့တို့မြန်မာနိုင်ငံတားရီတော့ခိုင်းတဲ့မှာဘလုံးများဆိုဒီရက်ွက်ချင်းမှာတခြားနေရာတော့မပြောဘူးကဲဒါလား ya ke chet wa yu ta no ta le ke o lo ku chan a ro ne le bai so ro ူတွေအဲ့လိုညနေပိုင်းဆိုရင်များကြီးဒီမှာ line short ထွက်နေတဲ့လူတွေအကုန်လုံးပေါ့နော်ကဲဒါရကောတို့ကျွန်တော်မြန်မာနိုင်ငံသားတွေပေါ့နော်ကဲတို့သူများနိုင်ငံမှာနေရအခါမှာအဆင်ပြေတော့ပေါ့နော်ဟာကိုယ့်ရဲ့ရိုးရာစတော့ တဲ့ပုံစံတွေဒီကျန်ကျွန်တော်ရဲ့အစားအသောက်တွေကိုကျွန်တော်အကောင်းဆုံးပေါ့နော်အဲသူများရလာဝေစားကြရကဲဒီမှာဆိုရင်ဟုတ်ကဲ့ရှင်နေမယ်တာရောနော်ဝေဦးကြီးတာရောဒီမှာဆိုင်တယ်အကျွန်တော်အဆုံးအထိတော့ဒီလမ်းတစ်လျှောက်လုံးပေါ့နော်အဆုံးအထိအဲဒီလမ်းကတော့မိုင်နဲ့ဆိုရင်တော့ဘာလို့ရှိမှာတမိုင်ကျော် နမိုင်နီးပါတော့ရှိမှာပေါ့နော်ဒီလမ်းကအဆက်အဆုံးဆုံးနေတာဒါဒီဘက်လမ်းပဲမဟုတ်ဘူးဟိုဘက်ကျွန်တော်တို့လမ်း50လမ်း58လေးစနေအဲ့ဒီတခြားရောမြန်မာဆိုင်ကြီးပဲနော်အဲ့ ီလာအစအဆုံးရှော့တော့ဟို7မိနစ်5မိနစ်လောက်တော့ရှော့ရတာပေါ့နော်7မိနစ်5မိနစ်လောက်ပေါ့အိုးဘယ်ကျွန်တော်အဆုံးရှိပေါ့နော်ဒီလာရဲ့အဆုံးရှိဒီမှာဆိုင်တွေအများကြီးရှိပါတယ်ကျွန်တော်ဆိုရောဒီမှာပဲလာဝယ်စားတာပေါ့နော်ဒီဒါအဲ့မှာပဲပေါ့နော်ဒီလမ်းကြမ်းမှာပဲခုခုစားမြန်မာစားတောက်တွေနဲ့ပတ်သက်မှာစားချင်တာမိုးဟင်္ဂါတို့နန်းချီတို့တို့လက်ဖက်ရည်တို့ အဆုံးပလုံးပေါ့နော်စားချင်တယ်ဆိုကျွန်တော်တို့ဒီဒီဘက်လမ်းကြားကိုပဲလာမှလာစားတာပါဆိုင်တွေကြတော့အရန်ပေါ်တဲ့အခါကျတော့ကျွန်တော်ကတဆိုင်ပြီးတဆိုင်စားကြည့်တာအခုနောက်တဆိုင်ပြန်စားကြည့်မှာပေါ့နော်ကဲ

ဒီတဲ့မှာဆိုရောမြန်မာနိုင်ငံတားရတယ်နော်အဲဆက်လို့ရှိတယ်ဘောဘဆိုင်အပိတ်နေဆိုတော့ဘောဘလမ်းတွေဆိုရောအကုန်အများကြီးတော့ဒီကကြက်တန်းနေတယ်တော့ဘောဘလီ Thank you for watching.